ပျော်ရွှင်စွာနဲ့နေထိုင်နေရတော့မဟုတ်ဘူး။ပျော်အောင်တော့နေထိုင်နေရတာပဲ။ဟုတ်တယ်။ပျော်လို့နေတာမဟုတ်ဘူးเนาะ။ဒါပေမဲ့ပျော်အောင်တော့နေရ။အဲ့ဒါလေးကတော့အမြဲတမ်းမှတ်ထားရမှာပေါ့เนาะ။အဲခုဆိုလို့ရှိရင်လည်းဒါအခက်ခဲတွေဒုက္ခတွေเนาะပြဿနာပေါင်းစုံတွေเนาะစီးပွားရေးဆိုလဲဒါစီးပွားရေးမှာတက်ကြတွေအမျိုးစုံရှိတာ။ဆိုတော့ကိုယ့်ရဲ့ဒီအချိန်တွေပေါ့เนาะအချိန်တရာရာခိုင်နှုန်းမှာဆိုလို့ရှိရင်ဘယ်နှရာခိုင်နှုန်းလောက်ကပျော်တယ်လဲပေါ့ ဘယ်နေရာဂိုင်းလုံးတော့ကစိတ်ဆင်းရဲနေတယ်လဲစိတ်ညစ်နေတယ်လဲအဲ့ဒါလေးကိုပြန်ပြီးတော့ check လုပ်ကြည့်ကြည့်နော်တရက်တာမှာပဲဖြစ်ဖြစ်တစ်လတာမှာပဲဖြစ်ဖြစ်သို့မဟုတ်ကိုနေတိုင်းနဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ပျော်ရွှင်မှုတွေနည်းနေလားဒါမှမဟုတ်စိတ်ညစ်မှုတွေများနေလားနော်ပျော်ရွှင်မှုတွေများနေလားစိတ်ညစ်မှုတွေများနေလားဘယ်ဟာကနည်းပြီးဘယ်ဟာကများနေတယ်လဲຢາກາຍນົງອີ່ນີ້ແຕ່ເມື່ອສໍຍິນເນາະປ່ຽນປີ້ໂຕ chainId ຈີບໍອະຄູໂກຍແຄນຊາແຈັກນີ້ໂ เนาะအနေထားလေးကိုပြန်တွေးကြည့်လိုက်ပါကြော်တဲ့ຢာဂိုင်နှုံးနဲ့စိတ်ညစ်တဲ့ຢာဂိုင်နှုံးဘယ်ကများလဲเนาะအဲ့တော့နည်းနည်းပြောကြည့်ပါလားဘယ်လိုမျိုးထင်လဲတွေးလဲတွေးကြည့်လိုက်တွေးကြည့်အချိုးချကြည့်ဘယ်နှချိုးလောက်ရှိ50 50လောက်ရှိလားတဝက်တဝက်ပေါ့เนาะဒါမှမဟုတ်လဲ80 30ဆိုတော့80ရဘယ်ရလဲ30ရပါလေဒါလေးကိုစဉ်းစားเนาะဒါမှမဟုတ်အလုံးစုံလုံးတရားຢာဂိုင်နှုံးလုံးကြီးပြောတာလား ဒါတော့မဖြစ်နိုင်သေးဘူးပြောဒါမှမဟုတ်တရားရာခိုင်နှုန်းကြီးစိတ်ညစ်နေတာနော်အဲ့ဒါရာခိုင်နှုန်းစိတ်ညစ်တယ်ခါလာအဲ့ဒါလေးကိုမှတ်ထားရမယ်နော်အဲ့ဒါလေးကိုမှတ်ထားဒါမှမဟုတ်80 20လားဘာကြောင့်လဲဆိုတော့ဒုတိယငါတော့အရင်ပျော်တာပဲအလုံးစုံနော်ပေါ့ဖက်ပျော်တာပဲဆိုတာမျိုးကြီးလဲနော်စိတ်ညစ်စရာဘာမှမရှိဘူးငါ့ရဲ့ဘောမှာပူပင်ပြင်းနော်တရားရာခိုင်နှုန်း100%ပျော်ရွှင်မှုအပြည့်အဲ့လိုလည်းမရှိပြန်ဘူးဒါဆိုရင်စိတ်ညစ်စရာလည်းအဲ့လိုအပြည့်ရှိလား တရားရာခိုင်လို့စိတ်ညစ်စရာတွေပဲကျွရှင်မှုဆိုတာကဘာမှမြူမုံလေးတပုံလောက်တောင်မရှိဘူးအဲ့ဒီလိုမျိုးရောပါလာရှိလာအခုတလောဆယ်ရောက်နေတဲ့သူတွေပေါ့နော်နေတော့နေတယ်မရှိဘလောက်ရာခိုင်လုံးလောက်ရှိဘယ်ရများလဲကျွရှင်မှုမြေဟုတ်ကျွရှင်ရတာဘာကြောင့်လဲပြန်တွေးရမှာပေါ့နော်ဘယ်အရာတွေကကိုယ့်ကိုကျွရှင်စေတယ်လဲဘယ်အရာတွေရပါနော် စိတ်ညစ်လဲလို့ပဲဘယ်အရာတွေကကိုယ့်ကိုစိတ်ညစ်စေနေတာလဲဘယ်သူကစိတ်ညစ်အောင်လုပ်နေရလဲဘယ်အရာကစိတ်ညစ်အောင်လုပ်နေရလဲဘယ်အခြေအနေကကိုယ့်ကိုစိတ်ညစ်အောင်လုပ်နေရဟုတ်ပြီနော်အဲ့ဒီကြားထဲမှာကိုကပျော်ရွှင်အောင်ဘယ်လိုနေရမလဲအဲအဲ့ဒါကပျော်ရွှင်ခြင်းရဲ့ဟုတ်ကဲ့အဲဒါဘဝမှာအရေးကြီးဆုံးကစိတ်ချမ်းသာဖို့ပျော်ရွှင်ဖို့ပဲတဲ့နော်အဲ့ဒါစူးစမ်းပြီးတော့နေတတ်အောင်ပျော်တတ်အောင်နေထိုင်ရအောင်နော်အဲ့ဒါဒီ keys လေးကိုပြောထားတယ် ဘွာထဲမှာနေဖို့အတွက်တဲ့ဒီပျော်ရွှင်မှုဆိုတဲ့ keys လေးလိုအပ်တယ်တဲ့ဒီ keys လေးမရှိရင်ဘွာရဲ့အခွင့်အလမ်းတွေနော်ပျော်ရွှင်မှုတကားတွေနော်ဒါတွေအကုန်လုံးကိုဖွင့်လို့မရဘူးပျော်ရွှင်ခြင်းတကားကိုဖွင့်ဖို့အတွက်ဒီ key ဆိုတဲ့ happiness လေးရှိဖို့ဒီ keys မရှိရင်လူတစ်ယောက်ကသူ့ရဲ့ဘွာတခြားလုံးပျော်ရွှင်မှုစိတ်သုံးနေတယ်ပျော်ရွှင်မှုကျင်းပြောင်းနေတယ်ပျော်ရွှင်စရာတစ်စက်မှမကောင်းဘူးဆိုလို့ရှိရင် သူကပွားကြီးမှာမနေချင်တော့နော်စိတ်ဆင်းရဲကိုဆင်းရဲနဲ့ဖြတ်တန်းရတာဘသူမှပွားကိုပျော်ရွှင်မှုနော်စိတ်သုံးစွာနဲ့မဖြတ်တန်းခြင်းကြတော့ပျော်ရွှင်ခြင်းကြတယ်လူတိုင်းကိုကိုမှန်ထဲမှာပြန်ကြည့်ပြီးတော့မေစီငါပျော်ရွှင်ခြင်းလားနေရင်အဖြေရလဲ yes ငါပျော်ရွှင်ခြင်းတာပေါ့နော်ကိုရဲ့ကိုတင်မဟုတ်ဘူးကိုချစ်တဲ့သူတွေကိုလည်းပျော်ရွှင်စေခြင်းနဲ့ကိုမိသားစုကိုလည်းပျော်ရွှင်စေခြင်းနဲ့ကိုရဲ့ညီကောင်မောင်နှမမိဘတွေကိုလည်းပျော်ရွှင်စေခြင်းနဲ့မိဘလည်းသားသမီးတွေကိုပျော်ရွှင်စေခြင်းနဲ့ အဲ့ဒီတော့နံပါတ်1ကိုကိုပြောအောင်ထားနံပါတ်2ကိုချက်တဲ့သူတွေကိုပြောအောင်ထားအဲ့လားဆိုရင်ဒုတိယကျိုးနဲ့လောလောဆယ်လေးစန္ဒပစံရှိတာတွေမရှိတာတွေနော်ဟိုအလောက်ကင်အဆင်ပြေတာတွေမပြေတာတွေခဏထားအောင်မရှိတဲ့ဂျားတွေကမပြေတဲ့ဂျားတွေကဒုက္ခတွေဂျားတွေကရီမောနိုင်ခြင်းပျော်ရွှင်အောင်နေနိုင်နိုင်ခြင်းလေးပျော်ရွှင်အောင်ထားနိုင်ခြင်းကိုချက်တဲ့သူတွေကိုပျော်ရွှင်အောင်စိတ်ချမ်းသာအောင်အပူပင်တော့ကတွေရောက်အောင်လှုပ်ပေးနိုင်ခြင်းဟာ keys တစ်ခုပဲစိတ်ညစ်တာတော့စိတ်ညစ်ပါပဲနိစိတ်ညစ်စရာတွေရှိမှာ မပြေလည်တာလည်းရှိမှာဘယ်သူမှပြေလည်နေတာမဟုတ်ဘူးနော်တထေးလည်းမပြေလည်ဘူးတုံငန်းရှင်ကြီးလည်းမပြေလည်ဝန်ထမ်းတွေလည်းမပြေလည်ဘူးဘယ်သူမှမပြေလည်ဘူးနော်အဲ့တော့ခေါင်းဆောင်တွေလည်းမပြေလည်နောက်လိုက်တွေလည်းမပြေလည်ပြေလည်တဲ့သူတွေဆိုတာနော်ရှားဆိုတော့အဲ့ဒီဂျားထဲမှာမပြေလည်ခြင်းဂျားထဲမှာမှာပြေလည်အောင်စိတ်ချမ်းသာအောင်စူးစမ်းပြီးတော့နေထိုင်ရအဲ့ဒါမှာအသက်ရှည်နော်ပျော်ပျော်နေတည်ခဲဆိုစကားကြားမှုတယ်မှာပျော်ရွှင်ခြင်းဆိုတာအသက်ရှည်စေတယ်စိတ်ဆင်းရဲခြင်းကလူကိုအသက်တိုစေတယ် ်နည်းနည်းသေစေတယ်တနည်းအားဖြင့်နည်းနည်းယောဂါတွေကိုဖြစ်စေတယ်လူတယောက်က stress တွေပြီးနေပြီပျော်ရွှင်မှုမရှိဘူးရီမောခြင်းလုံးဝမရှိဘူးနော်ပျော်ရွှင်တဲ့စိတ်ခံစားချက် feeling လေးလုံးဝမရှိဘူးဆိုလို့ရှိရင်အဲ့ဒီသူကချက်ချင်းကိုအိုစားသွားချက်ချင်းကိုနော်ဟိုဘယ်လိုပြောမလဲအုံမင်းသွားတယ်လို့ခေါ်တာနော်အုံမင်းသွားတယ်မပျော်တော့စိတ်ပြိုရင်ကိုနှုတ်တယ်ဆိုတာကြားဘူးလေနော်စိတ်ပြိုရင်လို့ပြောရဲစိတ်ပြိုရင်ပေါ့စိတ်ပြိုတယ်စိတ်ပြိုတယ်ဆိုရင် ခန္ဓာကိုယ်အသားရေအနည်းအားဖြင့်အဲအသက်ရှည်တယ်နော်နုနုတယ်ဒီတဘောမျိုးအဲဒါတွေကမိမိရဲ့စိတ်ရဲ့ချမ်းသာခြင်းနဲ့တွားတိုင်းတာစိတ်ချမ်းသာခြင်းဟာကုသိုလ်ပဲပျော်ရွှင်ခြင်းဟာကုသိုလ်ပဲနော်စိတ်ဆင်းရဲခြင်းပူလောင်ခြင်းတောကများခြင်းဒေါသများခြင်းအဲ့ဒါအကုသိုလ်ပဲဟုတ်တယ်မလားဆိုတော့အဲ့ဒါလည်းမကောင်းဘူးဒါကြောင့်အောင်မြင်မှုအတွက်အရေးအကြီးဆုံးသည်ဘဝနေထိုင်မှုအတွက်အရေးကြီးဆုံးသည် happiness က keys ပဲเนาะပျော်ရွှင်ခြင်းက keys ပဲအဲ့တော့ပျော်အောင်တွေးတက်တဲ့အတွေးကိုအစဉ်ပြေအောင်တွေးတက်တဲ့အတွေးစိတ်ချမ်းသာအောင်တွေးတက်တဲ့အတွေးကိုပဲကျွန်တော်တို့ကမှန်ကန်စွာเนาะ positive positive thinking ပေါ့အပြုသဘောဆောင်တဲ့အတွေးပေါ့အဲ့လိုမျိုးတွေတွေးတက်ဖို့အရန်ကိုရည်ကြည်ရเนาะအတွေးဒီမိမိကိုအဓိကပျော်ရွှင်အောင်စိတ်ချမ်းသာအောင်လုပ်ပေးရမယ်မိမိဘလို့တွေးတယ်လဲဆိုတဲ့ပုံမှာမူတည်ပါတယ်အဲ့လိုမျိုးတွေးတက်ဖို့ကလည်းပညာရှိအောင်မှအဘောဓုတရှိအောင်မှစာရိပတ်ထားအောင်မှ င်နန်းတွေလေ့လာထားအောင်ပါเนาะမဟုတ်ရင်အဲ့ဒီအတွေးခေါ်မရှိတဲ့သူဟာအမြဲတမ်းသူ့ကိုယ်သူလည်းပြောအောင်မထားနိုင်ဘူးเนาะကိုယ့်ကိုယ်လည်းမပြောဘူးသူများကိုလည်းမပြောစေခြင်းဘူးသူများတွေပြောတာလည်းမကြိုက်ဘူးအဲ့ဒီပြင်သူများကိုပါစိတ်ဆင်းရဲအောင်လုပ်တယ်ကိုယ်လည်းမပြောအောင်သူသူများလည်းမပြောရပါဘူးเนาะအဲ့လိုမျိုးပေါ့ဒုက္ခကြီးကိုစိတ်ဆင်းရဲခြင်းတွေပဲပေးတယ်ဒီတဘောမျိုးတွေရှိတယ်เนาะတချို့မိသားစုတွေမှာလည်းရှိတာပဲသူကြောင့်တမိသားစုလုံးမပြောရအောင် သူကိုယ်တိုင်လည်းမပြောရအောင်ဒီလိုပဲနော်တငယ်ချင်းတွေထဲမှာလည်းအဲ့လိုပဲသူရောက်လာလို့သူများတွေလည်းအကုန်လုံးစိတ်ဆင်းရဲရနော်အဲတချို့ကျတော့ပျော်ရွှင်ခြင်းတွေကိုတည်ဆောင်လာတဲ့မိတ်ဆွေတွေတငယ်ချင်းတွေဆိုတာရှိသူရောက်လာရင်ပျော်ရတယ်သူရောက်လာရင်စိတ်ချမ်းသာတယ်သူရောက်လာရင်ငါတို့တွေနော်ဟိုဆူဆူပြပြတက်တက်ကြွကြွဝမ်းပန်းတတာဖြစ်ကြတယ်ပြုံးပျော်ကြတယ်ပေါ့ရီမောကြတယ်ပေါ့သူရောက်လာရင်အဲတချို့တွေကျတော့သူရောက်လာရင်အားလုံးကဘာဖြစ်သွားကြလဲ စိတ်ဆင်းရဲသွားကြတယ်စိတ်ညစ်သွားကြတယ်စိတ်တူသွားကြတယ်เนาะတောကတွေဖြစ်သွားကြတယ်ပူပန်သွားရတယ်စိတ်တွေလေးလံထိုင်မှိုင်းသွားရတယ်ဆိုတာမျိုးတွေရှိအဲ့တော့ကိုကိုယ်တိုင်းကပျော်ရွှင်ခြင်းတွေကိုတည်ဆောင်တဲ့သူအပြုံးတွေကိုတည်ဆောင်တဲ့သူစိတ်ချမ်းသာခြင်းတွေကိုတည်ဆောင်ပြန့်ချီတဲ့သူပဲဖြစ်ဖို့လိုအပ်တယ်အဲဒါကြောင့်ကိုယ်တိုင်းကိုကြာဘာဖြစ်နေဖို့လိုအပ်လဲပျော်ရွှင်ခြင်းကိုစူးစမ်းပြီးတော့ယူပါเนาะစူးစမ်းရတာเนาะအလကားနေထိုင်တော့ထိုင်ပျော်နေတာမျိုးတော့မရှိဘူး ျိုးရှင်အောင်တော်လေးကိုမှန်ကန်တဲ့ပျော်ရွှင်ခြင်းမျိုးနဲ့စူးစမ်းကောင်းတဲ့အလုပ်တွေနဲ့ပျော်ရွှင်ခြင်းเนาะမကောင်းတာတွေနဲ့ပျော်တာတော့မဟုတ်ဘူးမကောင်းတာတွေနဲ့ပျော်တာလည်းပျော်တကယ်ပျော်ရွှင်ရတာမျိုးပျော်ရွှင်ခြင်းအတူရအောင်ပျော်ရွှင်ခြင်းတွေမှာခုနပြောတဲ့ဒေါသတွေလောဘတွေမောဟတွေပါတယ်ဆိုလို့ရှိရင်လည်းအမှန်တကယ်မပျော်ရွှင်ရအောင်เนาะအမှန်တကယ်မပျော်ရွှင်ရအောင်ဟုတ်တယ်နော်အဲ့တော့စစ်မှန်တဲ့ပျော်ရွှင်ခြင်းဟာစိတ်ငြိမ်းချမ်းခြင်းအေးချမ်းခြင်းပေါ်မှာမူတည်တယ်ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်ရတာတွေရဲ့အကြောင်းပျော်ရွှင်ရတာလည်းရှိသလို ျော်ရွှင်ခြင်းနဲ့အတူတူတွဲဖက်ပါလာတဲ့နော်အခုနပြောတဲ့ရုပ်ဝတ္ထုပစ္စည်းစီးစိမ်ဥစ္စာတွေပတ်စံတွေလိုချင်တဲ့လောဘတွေဒေါသတွေကပ်ပါလာပြီဆိုလို့ရှိရင်ပျော်တော့ပျော်ရတယ်ဒါပေမဲ့လည်းကျော်ရွှင်ခြင်းရဲ့အနောက်မှာပူလောင်ခြင်းတွေပါကပ်ပါလာနော်ဆိုတော့ तू ကအေဂျင်မှုနဲ့တွဲတဲ့ကျော်ရွှင်ခြင်းတော့မဟုတ်ဘူးပေါ့ပူလောင်မှုနဲ့တွဲတဲ့တချို့ကျော်ရွှင်ခြင်းတွေရှိအကုသိုလ်နဲ့တွဲတဲ့အပျော်တွေပေါ့အကုသိုလ်နဲ့ပျော်တဲ့အပျော်တွေဆိုတော့ဥပမာငါးသွားများတယ်ဆိုပါဆိုဥပမာပေါ့နော်သူများအသက်ကိုမြားတယ် ညတဲ့ခါမှာငမားချိန်မှာငါးကြီးဖမ်းမိတာတော့အရန်ကိုပြောတာထပါခုံတာဒါလည်းပြောရတယ်ဒါပေမဲ့လည်းဒါကကြတော့အဲအကုသိုလ်ပြုရင်းနဲ့ပြောခြင်းပေါ့ပြောမှလည်းပြန်ခွင်းအဲ့ဒီလိုရှိသေးတာနော်ရှိဘက်မှာပြောခဲ့သလိုပြောတာဟာကုသိုလ်လို့ပြောကုသိုလ်စိတ်လို့ပြောပြီးမြဲလဲခုနပြောတယ်အကုသိုလ်ပြုပြီးပြောတာကြတော့အဲ့ဒါအကုသိုလ်စိတ်ပဲနော်အကုသိုလ်နဲ့ပြောပေါ့မဟုတ်တာနဲ့ပြောတာနော်တချို့ဆိုရင်မဟုတ်တာလောက်ရတာပြောတယ်လောင်ကစားလောက်ရတာပြောတယ်ဘူးရီစေဝါသုံးရတာပြောတယ် နော်အပျော်ပါလိုက်စားရတာပျော်တယ်သူတို့ကတော့ပျော်တော့ပျော်တာဆိုတော့ဘဝမှာပျော်ရွှင်အောင်နေထိုင်ပါလို့ပြောတဲ့စကားကမဟုတ်တာတွေလှုပ်ပြီးပျော်ဖို့မဟုတ်ဘူး။အော်အပူပင်ဒုက္ခတွေများတာပဲလေဒုက္ခတွေများတာပဲလေဆရာကမှားရတယ်ငါတို့ပျော်ရွှင်အောင်နေရမယ်ဆိုပြီးတော့မဟုတ်တဲ့လမ်းတွေနဲ့အပျော်တွေကိုလိုက်ဖို့ပြောတာမဟုတ်ဘူးနော်။ဒါကတော့တတိတတိထားမယ်ပိုင်းနော်အဲ့လိုမျိုးဒီလိုပဲကိုယ့်ရဲ့ညီကောင်မောင်နှမသားသမီးမိတ်ဆွေတကယ်ချင်းညီဘေးမှာရှိရင်လေ ဲ့လိုမျိုးနီးနေမပျော်အောင်လဲကျွန်တော်တို့က control လုပ်ရမယ်အပျော်လွန်နေဆိုတာသိရအပျော်လွန်နေဆိုတာမဟုတ်တာနဲ့အပျော်လွန်နေဟုတ်တာတွေလှုပ်ပြီးပျော်တာကြတော့ကုသိုလ်စိတ်ပဲပီတိဖြစ်တဲ့စိတ်ချမ်းသာတယ်ငြိမ်းချမ်းခြင်းအဲ့ဒီပျော်ရွှင်ခြင်းရဲ့အနောက်မှာမှအောင်မြင်မှုတွေလိုက်တယ်နော်ခုနကမဟုတ်တာတွေကြောင့်ပျော်ရွှင်ခြင်းလုပ်ရင်အဲ့ဒီမဟုတ်တာတွေကြောင့်ဖြစ်လာတဲ့ပျော်ရွှင်ခြင်းရဲ့နောက်မှာပျက်စီးခြင်းတွေလိုက်တယ်အဲ့ဒါတချို့သောပျော်ရွှင်ခြင်းတွေဟာဘဝအောင်မြင်မှုတွေပေးတယ်တချို့သောပျော်ရွှင်မှုတွေကဘဝကိုပျက်စီးတယ် ဘဝပြက်စီတဲ့အပျော်တွေနဲ့မပျော်ဘူးတော့လို့ပျော်တော့ပျော်နေရပဲမဖြစ်လို့ပျော်နေဘိန်းရှူပြီးပျော်နေနော်ตาရနေမျောနေဒီစေးပဲလွတ်မျောနေတာပေါ့နော်အေးဘာအပူမင်းမရှိဘူးကျွန်တော်ဘာမှအပူမင်းမရှိဘူးဘယ်အပူမင်းရှိမလဲစေးချနေတာကိုနော်အေးရအေးချောင်းမယ်အများတွေကဒါနော်ဟိုဒိုင်းရီပြေးစီးပွားရေးအတွက်ပူပန်တော့ကတွေရောက်ဒါဒါအနာကက်ရှိတဲ့သူကတော့နော်ဒါတချို့ចောင်းကြဆိုင်တာလေးရှိတယ်တချို့ចောင်းကြဆိုင်တယ်ဆိုတော့အရာလေးကတော့ကောင်းကျိုးအတွက်ចောင်းကြဆိုင်တာကောင်းကျိုးအတွက် stress ဖြစ်တယ်ဟုတ်တယ်လေ ကြီးပွားတိုးတက်ဖို့ငါဘယ်လိုစ조사ရမလဲဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့တွေးနေတဲ့သူကတော့ဒီခါလေးစိတ်ပူတာ stress တွေတော့ဖြစ်ပါမယ်နော်ဒါပေမဲ့အဲ့ဒီရဲ့အနောက်မှာပါဖြစ်လဲအောင်မြင်ခြင်းနေလိုက်ဆိုတော့ပျော်ရွှင်တာပဲဖြစ်ဖြစ်စိတ်ခုနပြောတဲ့စိတ်ကြောင်းကြဆိုင်တာပေါ့နော်ကြောင်းကြဖြစ်တာစိတ်ပူတာပဲဖြစ်ဖြစ် worry ဖြစ်တာပဲဖြစ်အဲ့ဒါဒီကောင်းကျိုးအတွက်ဆိုလို့ရှိရင်တော့သူ့နောက်မှာကောင်းကျိုးကပ်ပါလာတယ်ဆိုလို့ရှိရင်တော့ဒါကကောင်းတယ်လို့ပြောလို့ရလုံတဲ့တယ်လို့ပြောလို့ရဟုတ်ပြီနော်အနာဂတ်တော့တွေးပူတာ ပူကပူတင်တယ်လေအနာဂတ်အိမ်မက်ပန်းနိုင်ရှိတဲ့လူတိုင်းဟာအနာဂတ်တက်တွေးပူကြမှာပဲဟုတ်တယ်ဒါပေမဲ့အဲ့လိုတွေးပူပေးမယ်လေကောင်းကျိုးအတွက်တွေးပူတချို့ကျတော့ဘာမှမပူပူဝင်ကင်းတယ်ပူဝင်ကင်းတယ်ဆိုတော့ဘာမှကောင်းတဲ့မှာမတွေးလို့ရှင်းစားမယ်မရှင်းကိုးစားမယ်လုစားမယ်ဒီသဘောမျိုးဘာမှလည်းရွေကြလည်းမရှိရီမန်းကြလည်းမရှိ full stop လို့လိုမျိုးတယ်နော်အဲ့လာကြလည်းမကောင်းပြန်အဲ့ဒါကြောင့်အတရားအမိတ်ဆွေတွေသိရပါပြီ ပျော်ရွှင်ခြင်းအနောက်မှာကောင်းကျိုးနဲ့အောင်မြင်ခြင်းတွေလိုက်မှသာဒီပျော်ရွှင်ခြင်းအစစ်လို့ခေါ်တယ်။အစစ်အတုခွဲတက်သွားပြီနော်။အချို့ပျော်ရွှင်မှုအတုရောင်နေနဲ့ပျော်နေကြတာတွေ့မှာပေါ့။ဟာပျော်နေကြတာပဲ။ကိုရီးယားသားနေမအိမ်ညာမအိမ်အလုပ်တွေစူးစားတင်နန်းတွေတက်စကြောတွေတက်တွေးတွေတက်ဟုတ်တယ်မလား။နော်။အလုပ်တွေလုပ်ရတာအလုပ်တွေသွားပင်မန်းသူများတွေကတော့ပျော်နေလိုက်ကြတာ။ဒါပေမဲ့အေးသူများတွေပျော်နေတာတကယ်ရောပျော်ရွှင်နေကြလား။နော်။ အလုတ်လုတ်ပြီးပြောတာနော်အလုတ်လုတ်ပြီးပြောနေတာလားကိုကြိုက်တာလေးကိုလုတ်ပြီးတော့ပြောနေရလားဒါမှမဟုတ်တာလုတ်ပြီးပြောနေကြတာလားပျော်ပါးတွေလိုက်စားပြီးပြောနေကြတာလားတိဖို့လိုတယ်နော်ဆိုတော့အပျော်အပြက်တွေဆိုတာရှိတယ်ဟုတ်တယ်စကားလေပျော်ပြက်တွေဆိုရင်တော့ပြက်ဖို့အတွက်ပျော်တယ်လို့ခေါ်တယ်အဲ့တော့အပျော်ပြက်တွေတော့မရအောင်ကောင်းတဲ့ပျော်ရှင်ခြင်းနေနေရလို့နော်ဥပမာဆိုရင်ချက်တာရင်ချက်ရတာပျော်ရှင်တယ်ဒါကိုလုတ်တဲ့လုတ်ကိုချက်တယ် ကိုလှုပ်တဲ့ကလို့ကိုချက်တဲ့ကိုစိတ်ဝင်စားတဲ့လှုပ်လေးကောင်းကျိုးဖြစ်စေမဲ့အရာလေးကိုလှုပ်ရင်းနဲ့ပျော်ရွှင်ရင်ကျွန်တော်ဆိုစာသင်ရတာပြောတယ်အဲ့ဒီတော့ဘာဖြစ်လဲစာသင်ရရင်ပြောစကားပြောနေရင်ပြောနေရပဲဘယ်သူမှလည်းမထီခိုက်တဲ့အပြင်ဘာဖြစ်လဲသူများလည်းအကျိုးရှိဟုတ်တယ်ဒါကို့အပျော်ဟာသူများကိုကောင်းကျိုးပြုရင်အဲ့ဒါစစ်မှန်တဲ့အပျော်ပဲအဲ့ကို့အပျော်ကခဏလို့သူများကိုစိုးကျိုးပေးရင်တော့အပျော်အစ်စ်မဟုတ်သေးဘူးအဲ့တော့ကိုကတော့ပျော်သွားတယ်သူများတော့မျက်ရည်ကျသူများကတော့ဒုက္ခဆင်းရဲရောက်သွားသူများကတော့ပျက်စီးရတယ်ကိုကတော့ပျော်သွားတာပဲ ဟုတ်တယ်မလားအဲသူ့ပစ္စည်းကိုခိုးလိုက်တယ်ခိုးလိုက်တော့ခိုးခံရတဲ့သူကတော့ငိုနေမှာပေါ့သူများတွေပစ္စည်းတွေကိုကတော့ဘာဖြစ်လဲပျော်နော်ဟုတ်တယ်မလားဓမြတိုက်တယ်ဓမြတိုက်တော့ဓမြတွေကပစ္စည်းတွေရတော့ပျော်တာပေါ့ဒါပေမဲ့ခုနကလိုအတိုက်ခံရတဲ့အိမ်မိသားစုကကြာဘာဖြစ်လဲပူတောင်ရအဲ့ဒါကြတော့အပျော်အစ်စ်တင်မဟုတ်တော့အဲ့ဒါဆိုအပျော်ခွက်တက်သွားတယ်နော်ဒါလေးကအပျော်ခွက်တက်ဒါကြောင့် ကျွန်တော်တို့ကပြောပျော်ရွှင်ခြင်း happiness လို့ပြောတာဒီဘာကိုညှဉ်းလဲဆိုတာဒီအမိတ်ဆွေတွေတည်သွားပြီဒါအတိတ်ပဲဖွင့်ဖွင့်ပေးတာတကယ်ပျော်ရွှင်ခြင်းအစ်စ်ဆိုတာခုနလိုပျက်စီးခြင်းတွေမပါတော့ပျော်ရွှင်ခြင်းကိုပြောတာနော်အဲ့တော့အောင်မြင်မှပျော်ရွှင်မှာမဟုတ်ဘူး success တွေ key to happiness မဟုတ်ဘူးတဲ့နော်အောင်မြင်လို့ပျော်ရွှင်တာမဟုတ်ဘူးတဲ့ပျော်ရွှင်မှအောင်မြင်တာ happiness ကဒါလေ the key to success နော်အဲ့တော့ the key to success အောင်မြင်ခြင်းတော့ပေးပါဆို 要瞬间嘛？我表现，我明天到着去。好不呢？他讲，Happiness is the key to success。Success is not the key to success. Not happiness, no. m i n 我明天啊，表现节目，表现嘛，表现立马的呢。后面都得，后面。Professional 的当家 a 了，家务 b l 办。Story to kushiyale na ta dam zan 的故事了，灵，那，他 a 家让有的当家没到，Professional a 的当家，好啦，这就家 l 啦。 အဲ့တောင်းစားတောင်းစားတွေကိုတင်နှံပြန်ပေးရရှိကျွန်တော်မဟုတ်ဘူးနော်တောင်းစားတောင်းစားတွေကိုတင်နှံပြန်ပေး professional တောင်းစားတောင်းစားနည်းတင်နှံတောင်းစားနည်းတင်နှံနော်တောင်းစားများအောင်မြင်ခြင်းစိတ်ဓာတ်မြင့်တင်ခြင်းတင်နှံသူကပြန်ပြီးတော့ညွှန်ကြားပြောပြအဲ့မှာဒါပြောလဲဆိုမင်းတို့တွေဘာကြောင့်ပစံမရလဲနော်ငါကကြတော့ဘာလို့ပစံရလဲတောင်းနေတယ်အဲ့ဒါမှသူက mindset တစ်ခုသူပြောပစံရတဲ့ mindset တစ်ခုသူပြောတာခမည်းက ပျော်နေမှာပေါ့တဲ့ခမရပတ်စံနေအများကြီးရတာကျုပ်တို့ကတောင်းတာတောင်းတာတောင်းတာပတ်စံမရဘူးတဲ့မရတော့မပျော်ဘူးတဲ့အဲ့ဒါသူကပြောတယ်အဲ့တရောင်းစားပြောတဲ့စကားငါပတ်စံရလို့ပျော်နေတာမဟုတ်ဘူးတဲ့ငါပျော်နေလို့ပတ်စံရတာတဲ့သူကအဲ့လိုမျိုးပြောတယ်အဲ့ဆိုခမရတောင်းစားရတာပျော်နေလားတဲ့အဲ့လိုမျိုးမေးခမရတောင်းစားရတာပျော်နေရလားကျုပ်တို့ကသလောင်းစားရလေတောင်းသလောင်းစားဖြစ်နေအစင်မပြေလို့မှလမ်းဘေးရောက်ပြီးသလောင်းစားဖြစ်နေ ကောင်းစားတဲ့အလုပ်ကိုပါပျော်နေအောင်ပါလား तू ကပြောနော်တရောင်းစားဆိုမှတော့တရောင်းစားရဲ့အလုပ်ကဘာလဲဘာလုပ်ဘာလုပ်လဲတရောင်းစားရဲ့အလုပ်ဆိုမှပတ်စံတောင်းမှုပဲလေအဲ့ဒါမင်းရဲ့အလုပ်ပဲမင်းမှမင်းပတ်စံမဲ့တောင်းတောင်းပတ်စံတောင်းတာကအလုပ်ငါကအလုပ်မရှိလို့တရောင်းစားလုပ်နေရမဟုတ်ဘူးတဲ့သူ့ရဲ့ philosophy လေးနော်တောင်းစားတာကငါအလုပ်သူကလို့ပြော တချို့ကပြောမင်းအလုံးမရှိရင်တောင်းစားပါလားလို့ပြောတယ်တောင်းစားဆိုတာအလုံးမရှိဘူးဆိုတော့ तू ကတတ်မှတ်ကြတာကိုသူကတော့မဟုတ်ဘူးတောင်းစားတာကငါ့အလုံးငါ့မှာအလုံးရှိတယ်အလုံးမရှိတော့တောင်းစားလုံးနေမှာမဟုတ်ဘူးတောင်းစားတဲ့အလုံးကငါ့အလုံးအဲ့တော့ငါ့အလုံးကိုငါချက်တယ်အဲ့တော့ဒီအလုံးကိုလုံးနေရတာငါပြောတယ်ကွာတဲ့မင်းတို့ကမင်းတို့တောင်းစားဖြစ်လို့မပြောရမင်းတို့အပိုင်းငါတောင်းစားတာပြောတယ်မဟုတ်လေစိတ်ဆင်းဆင်းရဲရဲနဲ့နော်ဟိုဒီလုံကြီးကိုလုံးနေရတာဒါဆိုင်ကွာတဲ့အခုနော်ဘဝရဲ့အကျိုးပေးကြောင် ဘောတရောင်းစားဖြစ်နေပြီအဲဒီအခြေအနေတော့ဘာဖြစ်ရမလဲအကောင်းဆုံးတော့လက်ခံပါမယ်เนาะအဲ့တော့စိုက်ကားပဲနေနေဖနှက်ပဲတိုက်တိုက်เนาะဈေးပဲရောင်းရောင်းတရောင်းစားပဲလှုပ်လှုပ်ဘာပဲလှုပ်လှုပ်လှုပ်တဲ့အလုပ်ပေါ်မှာစေတနာမြတ်တာเนาะထားပြီးတော့အကောင်းဆုံးလုပ်ရင်တော့ professional တရောင်းစားဖြစ်လာ professional လူတစ်ယောက်ဖြစ်လာမှာပဲဒါကတော့ဘယ်နယ်ပယ်မှာမစုပြောတာเนาะတောင်းစားတဲ့အလုပ်ပေါ်မှာပေါ့အဲ့ဒါသူ့ရဲ့တရောင်းစားမိတ်ဆွေတွေကသူကပြန်ပြီးတော့လက်ချပေးနေတဲ့ဇာတ်ကားလေးတခု နော်ဟိုးလွန်ခဲ့တဲ့နှစ်နှစ်ပေါင်းများစွာအဆောင်ပါလေးတစ်ခုဖတ်ဖတ်ဖူတာဒါကြောင့်ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးပျော်ရွှင်စွာနဲ့မိမိအလုပ်ကိုချစ်ခင်နှစ်သက်ပြီးတော့ရည်မှန်းချက်ရှိရှိလုပ်တဲ့သူဟာအောင်မြင်မှုတွေကိုပို့ပြီးတော့ဖြစ်စေတယ်နော်ဒါကြောင့်ပျော်ရွှင်ခြင်းဟာအောင်မြင်ခြင်းရဲ့တော့ပဲအဲ့တော့သူပြောထားတယ် if you love what you are doing you will be successful ကိုလုံနေတာကိုကိုတကယ်နှစ်သက်တဲ့မျက်နိုးတယ်။တရောင်းစားလုပ်ကိုတော့ဘယ်သူကနှစ်သက်မျက်နိုးမှလဲ။ဒါပေမဲ့လည်း तू ဘာလုပ်လဲဆိုတော့ तू အခုလက်ရှိလုပ်နေရတဲ့အလုပ်ပေါ်မှာစေတနာထားတယ်။နော်။အဲ့တော့ပတ်စံလာပေးတဲ့သူတန်းက तू ကတံပိုးထားတယ်။အယောင်းဝယ်လုပ်တာမဟုတ်တဲ့အတွက် customer လို့တော့ပြောလို့တော့မရအောင်။ကို तू ကကုန်ပစ္စည်းမှမပေးတာ။ဒါပေမဲ့ तू ကကုန်ပစ္စည်းပေးစရာမရှိတဲ့အတွက် तू ဘာလုပ်လဲဆို तू ပေးနိုင်တာဒီစေတနာမြတ်တာနဲ့တစ်ဖက်သားပေါ်မှာနော်။ကောင်းမွန်တဲ့ဇာတ်ကားတွေတောင်းစုတွေစုတောင်းပေးခြင်းတွေ နော်မေတ္တာပို့ပေးခြင်းတွေကိုသူအကောင်းဆုံးလုပ်ပေးနိုင်တယ်။ဒါကြောင့်သူ့ကိုလာပြီးတော့လှူတဲ့တန်းတဲ့သူတွေဆိုရင်တေချာလေးကိုစူတောင်းပေးတယ်။တေချာလေးကိုအကြံဉာဏ်ကောင်းလေးတွေပေးတယ်။တေချာလေးကိုလမ်းညွှန်ပေးတယ်။ဒါကသူပြန်ပေးနိုင်တဲ့အရာပဲ။သူ့မှာသူများတွေလိုအရင်နေဘယ်လိုမျိုးပုံကုန်ပစ္စည်းတွေတော့ပေးတာတော့မဟုတ်ဘူးလေ။အဲမဲ့စုံမကောင်းတောင်းခြင်းနဲ့ချစ်ချင်းမေတ္တာတွေတော့သူပေးတယ်။ဟုတ်ပြီနော်။